မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတွင်တိုက်ပွဲများတွင်စစ်ကောင်စီတပ်မှပုံမှုချုပ်အစ်စ်နှုတ်ပါဝင်ဆင်ရရှိ18ဦးသေဆုံးပြီးဒုတိယပုံမှုကြီးတအုပ်ကိုစစ်တုံးပန်းဖြစ်ဖန်းစီရရှိရကြောင်းတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံတဝန်းတိုက်ပွဲများမှာစစ်ကောင်စီတပ်မှဗိုလ်မှူးချုပ်အစင်နံဥပဝင်းစင်ရရှိ18ဦးတိဆောင်ပြီးဒုတိယဗိုလ်မှူးကြီးတအုပ်ကိုစစ်တုံးပန်းဖြစ်ဖန်းစင်ရရှိကြောင်းတော်လိုင်းတက်တွေရဲ့ထုတ်ပြန်ချက်နဲ့သတင်းဌာနကစူးစီးထားတဲ့သတင်းချက်လက်တွေရသိရပါတယ်။မေလတွင်စစ်ကောင်စီတပ်မှအရာရှိနှင့်စစ်တီအများပြားတိုက်ပွဲတွင်တိဆောင်ခြင်းဗမော်တွင်ရဟတ်ရင်နစီပြစ်ခတ်ခံရလို့ဖြစ်ကြပြီးစစ်တပ်မှအရာရှိစစ်တီအများပြားတိဆောင်ခြင်းအပါဝင်အရေးအတွက်အပြင်များစွာတိဆောင်ခဲ့တော်လဲထိပ်ပိုင်းစင်ရရှိကြီးနဲ့ထင်သာမြင်သာရှိတဲ့အရာရှိငယ်တွေတိဆောင်မှုစင်း ကိုပြန်လည်ပြုစုရမှာဗိုလ်မှူးချုပ်အစင်နှုတ်ပါဝင်စစ်ရရှိစက္ကွန်နောက်တည်ဆောင်ပြီးတအူးကိုတုံ့ပန်ဖြစ်ဖန်စီရရှိမှုကိုမတန်းတင်နိုင်တာဖြစ်ပါတယ်။ ကရင်နီပြည်ပေါ်လက်ခဲတိုက်ပွဲမှာမေလ6ရက်နေ့စစ်ကောင်စီတပ်ဘက်မှတမ66ပြူဝါမှုဗိုလ်မှူးကြီးအောင်ကျော်တပ်ခေါ်အုံဖီ DSC 44တိဆောင်သွားခဲ့ပါတယ်။မေလ10ရက်နေ့ပဲခူးတိုင်းရွှေချင်းမြို့နယ်ညောင်ကျောင်းကျေးရွာရှိစစ်ကောင်စီရဲ့ခမာရ998တိုင်ရင်ဌာနချုပ်ကို KNL SOF PDN ပါကပါလူကေ PDN နဲ့ဒရုန်းဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်ကောင်စီတပ်မှတထောက်ဖို့ကြီးရှိုင်းပြောင်းတိဆောင်သွားခဲ့ပါတယ်။ဒါအပြင်မေလ18ရက်နေ့တာငူလီတပ်စခန်းကိုတော်လိုင်းတပ်တွေက109မမရှော့လိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ ရာမှာဒုတိယပုံမူကြီးနှုတ်ဦးနေဘူကြီးနှုတ်ဦးတည်ဆောင်ခဲ့ရပါတယ်။အလာဒူမေလ19ရက်နေ့တန်တောင်ကြီးမြို့နယ်ရှိစက်ကောင်စီတက်မတော်ကြီးတင်နန်းချောင်းကို109မမရှော့လိုက်တုံနဲ့ပြစ်ခတ်ခဲ့ရာပုံမူသုံးဦးတည်ဆောင်ခဲ့ကြောင်းသိရပါတယ်။ကချင်ပြည်နယ်ပုံမော်မြို့ကိုစစ်ကူလာပို့တဲ့စစ်တမ်းရဟတ်ရဲနှစ်စီးကို KIA ကပြစ်ခတ်တိုက်ခိုက်ခဲ့ရာရဟတ်တစီမှာရွှေကူမြို့နယ်တွင်ပြကြသွားပြီးလေရင်ရဟတ်ရင်မူပိုကြီးမြို့ထောင်ပါဝင်လေတက်ရရှိသောဦးစစ်ပြူဝါမှုအပါဝင်စစ်သား19ဦးတည်ဆောင်ခဲ့ပါတယ်။ ထို့အတူမေလ22ရက်နေ့မနက်9:30မိနစ်40ခန်းအချိန်စကိုင်းတိုင်းစလင်းကြီးမြို့နယ်ရန်စီဝံပေါင်မှကြီးနီတွင်အကာအကွယ်ဖြင့်လုံခြုံရေးယူဘိုးထွက်လာရန် စစ်တပ်ကိုရင်မှတ်ပင်မျိုးနဲ့အဆက်ရှိမြောက်ရမားတဒါမှာတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်မှဘုံမူညံထုံးအပါဝင်စစ်သား9ဦးတည်ဆောင်ခဲ့ပါတယ်။မေလာတွင်ထူးခြားဖြစ်စဉ်ဖြင့်ရန်ကုန်မြို့မြန်ကုန်မြို့မှာမေလာ22ရက်နေ့အငိမ့်စားဘုံမူချုပ်ချုံထုံးအောင်ကိုတော်လိုင်းတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ရာအဆိုပါဘုံမူချုပ်မှာပွဲချင်းပြီးတည်ဆောင်သွားခဲ့ပါတယ်။ရခိုင်ပြည်နယ်တွင်မှလည်းမေလာ26ရက်နေ့ကြောက်ပြူမြို့နယ်တွင်ဖြစ်ပွားတဲ့တိုက်ပွဲတွင်တပ်မစတိပြူဝါမှုဘုံမူချုပ်ကျော်မျိုးအောင်ကအေးအေးပြစ်ခတ်မှုကြောင့်တည်ဆောင်သွားခဲ့ရပါတယ်။အလာဒူအေးအေးပြစ်ခတ်မှု ကြောင့်ကြောက်ပြူတိုက်ပွဲမှာခမာယာ943မှာပိုကြီးတအုံးမှလည်းတည်ဆောက်ခဲ့ရပါတယ်။စစ်ရာရှိကြီးတအုံးစစ်တုံးပံဖြစ်ဖက်စင်ရာရှိမှုဖြစ်မေလ30ရက်နေ့ရခိုင်ပြည်နယ်ကြောက်ပြူမြို့နယ်မင်းတက်တောင်ကျေးရွာတိုက်ပွဲမှာတိုင်ဦးစီမှုပထမရန်ဂျီဝမ်ဒုတိယပုံမူကြီးကျော်လင်းကြိုင်ကိုစစ်တုံးပံဖြစ်အေကဖက်စင်ရာရှိခဲ့ပါတယ်။ နောက်ထပ်တဲ့ပုံအနေနဲ့ညာဦး6လမ်းမှာစစ်တပ်မှပူကြီးညင်ညီမျိုးဆွေနဲ့ပူကြီးစိုးထွတ်ကျော်တို့ကိုတော်လိုင်းတက်တွေကအရှင်ဖမ်းဆီးရရှိခဲ့ပါတယ်။မန္တလေးတိုင်းညာဦးမျိုးနဲ့ညာဦး6လမ်းပိုင်းတနေရာမှာအကြမ်းဖက်စစ်ကောင်စီတပ်သားပူကြီးညင်ညီမျိုးဆွေနဲ့ပူကြီးစိုးထွတ်ကျော်တို့ကိုအရှင်ဖမ်းမိခဲ့ကြောင်းညာဦးမျိုးနဲ့ပကဖတာဝန်ကန် ကိုစီကသတင်းဌာနကိုပြောပါရယ်လွန်ခဲ့တဲ့တပတ်ခန့်ညောင်မြို့နယ်ညောင်6ကားလမ်းပိုင်းတနေရာမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များလမ်းပိုင်းလုံခြုံရေးစစ်ဆေးနေစဉ်နေပြည်တော်မှာ6ရှင်နှောင်းဘက်ကိုကိုပိုင်ကားနဲ့စီလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်မှပိုကြီးညီညီမျိုးစုနဲ့ပိုကြီးစိုးထွတ်ကျော်တို့ကိုဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်ဖမ်းမိတာကတပတ်လောက်ကြာပြီးရက်တော်တိစားမမတ်မိတော့ဘူးဒီနေ့မှစိတ်ချရလို့သတင်းထုတ်လိုက်တာပါသူတို့ကားနဲ့ နေပြည်တော်ကနေလာတာ6ရင်းနှန်းချောင်းဘက်ကိုသွားဖို့ပါအရှက်ဝတ်နဲ့ပင်လက်နက်တော့ပါဘူးသူတို့ကိုစစ်တုံးပန်းဥပဒေရမယ်အရင်ယူဆောင်ရွက်သွားမှာပါအထက်ခရိုင်ကိုလွှဲပေးထားပြီးပြီလို့ညောင်မြို့နယ်ပကဖတာဝန်ခံကုစည်းကပြောပါတယ်အဆိုပါဖန်စီထိမ့်သိမ်းမှုကိုညောင်မြို့နယ်ပကဖအနောက်ချမ်းစုံပကံဘူချူဖွဲ့မှလှုပ်ဆောင်ခဲ့တာဖြစ်ပြီးစစ်တုံးပန်းဥပဒေရအရင်ယူနိုင်ဖို့ညောင်ခရိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့ခရိုင်ပကဖထံလွှဲပြောင်းပေးထားကြောင်းညောင်ခရိုင်ပကဖမှတစဉ်တဆိုင်ရာဝန်ကြီးဌာနကိုလွှဲပြောင်းပေးသွားမှာဖြစ်ကြောင်းသိရပါတယ် ညောင်မြွနဲ့ရဲ့နေရာတိုင်းမှာကျွန်တော်တို့ရှိနေပါတယ်စစ်ကောင်စီပြောတဲ့စကားလိုပဲရာဇဝတ်ဘေးပြေးမလွတ်ဘူးလို့စစ်ကောင်စီလက်အောက်ခံတပ်သားတွေအပေါင်းပါတွေကိုပြောကြမှာတယ်ပြီးတော့မိဘပြည်သူတွေအနေနဲ့စကားဆရင်တန်းတွေနဲ့ကပ်မလိုက်ပါနဲ့စကားဆနဲ့ဝေးဝေးမှနေကြပါလို့ပြောခြင်းကြောင့်ညောင်မြွနဲ့ပါကဖတာဝန်ခံကိုစည်းကပြောကြားခဲ့ပါတယ်နောက်ထပ်တပုံးလေးနဲ့ဤပြည်တော်နဲ့အေယာရီတိုင်းမှာရှဲမှုများရဲရရှိများကလိုင်စင်မဲ့ကအရှောင်းဝယ်ဆက်လက်လုတ်ကင်နေပြီးလိုင်စင်မဲ့ကတွေစီးနေနေစေဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အေယာမီတိုင်းရဲတပ်ဖွဲ့ယုံမှဒုတိယရဲမှူးချက်ဆက်မောင်းနဲ့၎င်းရဲမယားညီကိုဒုတိယရဲမှူးအောင်နိုင်မှုလို့နှောင်းဦးကလိုင်စင်မဲ့ကရောင်းဝယ်ပါဝင်ရာဆွေးလုပ်ငန်းတွေကိုလောက်ကင်ကြီးပွားလာပြီးလက်ရှိအချိန်ထိလိုင်စင်မဲ့ကရောင်းဝယ်မှုတွေနဲ့ဆက်ဆက်လောက်ကင်နေဆဲဖြစ်ကြောင်းရဲတရင်ရင်းမြစ်တွေကပြောပါတယ်ရဲမှူးအောင်နိုင်မှုကအာနာသိန်းခါစာကာလအင်းစိန်မြို့နယ်မူပွားမှာနိုင်ငံလှုပ်ရှားသူတွေကိုဖမ်းဆီးရှိုင်းနှံညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်းအဲ့ဒီလိုလိုဆောင်ွယ်တွေအတွက်အချိန်တိုအတွင်းရဲမှူးရာထူးကိုတိုးမြှင့်ပေးခံရပြီးအေယာမီတိုင်းကိုပြောင်းရွှေ့ခဲ့ကြောင်းအဲ့ဒီနောက် ိုင်းစင်မဲကအယောင်ဝယ်ကြားဖြတ်လောင်းကစားလိုင်းကြီးကောက်ခံခြင်းအပါဝင်တရားမဝင်လုပ်ငန်းများလုပ်ကိုင်ပြီးအချိန်တိုတွင်ချမ်းသာကြွယ်ဝလာကြောင်းသိရပါရယ်ရဲမှုချစ်စမ်းမောင်မှလည်းလိုင်းစင်မဲကအယောင်ဝယ်နေရခိုင်ပြည်နယ်ကိုကုံစီတင်ဖို့ ရောင်းချနေသူတွေကိုဖမ်းဆီးငွေညစ်ခဲ့တဲ့အတွက်ချမ်းသာလာသူဖြစ်ကြောင်းသိရပါတယ်။ရဲမှုအောင်နိုင်မှုနဲ့ဒူရဲမှုချစ်ဆက်မောင်ရဲ့ပိုင်ဆိုင်မှုကနေတာမဟုတ်ဘူး။ ARB တိုင်းဘက်မှာလက်ဆောင်ထက်ဆုံးနှုတ်ဖြစ်လာတာရှင်နသာဆစေးဂိမ့်လိုဟာမျိုးတွေကသူတို့ကကွက်ကဲကြီးကျက်တဲ့လိုင်းစင်မဲ့ကရောင်းဝယ်လုံလာကြသူတွေလည်းဖြစ်တယ်။သူတို့နှုတ်တွေကအင်မတန်မှလက်တံပြောင်းသူတွေဖြစ်တယ်နမည်ကြီးတယ်လို့ပြောပါတယ်။ချမ်းသာကြွယ်ဝလာတဲ့ရဲမှုအောင်နိုင်မှုကရွှေစင်လာမင်းစီဆိုင်လင်းလင်းဆိုင်ကရောင်းဝယ်ဆိုင်များကိုလည်းလင်းလင်းဆိုတဲ့ပုံကိုနမည်ခံပြီးစီဝါရေလောက်ကန်ပြီးနေကြောင်းသိရပါတယ်။ င်းနေကဆိုင်ကယ်တကူရီရဲ့900ပါအကုန်ယူတယ်ခါးရီမွေးတာလွန်ခဲ့တဲ့3နှစ် နီးပါးလောက်ကလေးကရန်ကုန်မှာဆိုင်ကယ်တစ်ခုကိုအစီး40ကျော်မိတဲ့ခွင်းဆက်မိပြီလားတိန်းတဲ့ရဲကိုတစီး350ပေးပြီးဆယ်စီးရောပေးလိုက်တာလို့ဆိုပါတယ်အလာဒူနေပြည်တော်ရှိမြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်နာယခမှာဒုတိယရင်မူလာတောင်းကလည်းလိုင်စင်မဲ့အရှောင်းဝယ်ပါဝင်တရားမဝင်လုပ်ငန်းများကိုဆက်နွယ်လုပ်ကိုင်နေကြောင်းမင်းအောင်လိုင်းရဲ့အမင်ရလိုင်စင်မဲ့ကများဖမ်းဆီးနေချိန်မှာပဲဒူရဲမူလာတောင်းနဲ့ပတ်သက်နေသူတွေကလိုင်စင်မဲ့ကတွေဆက်လက်စီးနင်းနေကြတယ်လို့သိရပါတယ် အခုချိန်ဒီလိုင်စင်မဲ့ကားတွေကိုကိုကြီးညီလေးကဏ္ဍနဲ့စီးနေကြတော့မှပဲနေပြီးတော့နာယခထောက်ပို့တက်ကတာဝန်ခံဒုတိယရဲမူလာမင်းတောင်းကြတော့ចောင်းစီယာမကိုတိုင်းလိုင်စင်မဲ့ကားနဲ့ပါသူတို့ကရဲရုံးချုပ်ကဆိုတာနဲ့တင်ဖမ်းမရအောင်ဆိုတာမျိုးဖြစ်နေတာနာယခထောက်ပို့တက်ဖွဲ့တွေကရဲတပ်သားအစစ်နောင်လိုင်စင်မဲ့အယောင်းဝယ်တွေပါလုပ်ပါတယ်နာယခထောက်ပို့တက်ထဲမှာဆိုရင်လေလိုင်စင်ငယ်ကားသိမ်းနေဆိုပြီးသူတို့ကားရီရောလောင်ထားကြတယ်လို့နေပြီးတော့ရှဲယုံကျုံမှတရင်ရှင်မြစ်ကပြောဆိုပါ နောက်ထပ်တစ်ပုတ်အနည်းနဲ့အပြင်းရစတက်ကနောင်ချုံမြို့ကိုလက်နက်ကြီးပစ်ခတ်မှုကြောင့်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရပြီးနေအိမ်များနဲ့ဘုံကြီးကြောင့်ပျက်စီးနေကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်နောင်ချုံမြို့မှာအပြစ်ခတ်ရစိမ်းကြီးညာထားတဲ့အကြမ်းဖက်စတက်ကလက်နက်ကြီးနဲ့ပစ်ခတ်ပြီးပြည်သူလေးဦးဘုံစားထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စွန်လာလီရဲ့နေအကြမ်းဖက်စစ်ကောင်စီတပ်ကနောင်ချုံမြို့စည်ရွက်ကောက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့မှုကြောင့်ပြည်သူများဘုံစားထိမှန်ခဲ့ပြီးနေအိမ်နှလုံးနဲ့ကံမောစကြောင်တိုင်ဘုံကြီးကြောင်တစ်ကြောင်လည်းလက်နက်ကြီး ကြောင့်ထိမှန်ပြသခဲ့ကြောင်းသိရပါတယ်အလားတူစွန်လာ3ရက်မနက်7:54မိနစ်ချိန်မှာလဲအကြံဖက်စစ်ကောင်စီတပ်ကရေပြူကျင်းရွာမှာကန်ကွက်ကျင်းရွာတွင်ကိုဒရုန်းနဲ့ပုံချောင်းလုံးပစ်ချပြီးအဲ့ဒီညနေ4:00ချိန်မှာလဲ ကံကြီးကြီးပါကိုဒရုန်းနဲ့တကြိမ်လာရောက်ပြစ်ခတ်တတ်ခတ်ခဲ့ကြောင်းသိရပါရယ်လက်ရှိမြောက်ပိုင်းညီနာမဟာမိတ်သုံးဖွဲ့အနေနဲ့တော့ငလင်တန်တင်ပြည်သူတွေနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်တိုက်ပွဲဖြစ်ပွားလင်းရှိတဲ့နေရာတွေမှာထိုးစစ်များကိုပြုလုပ်မှာမဟုတ်ပဲပြစ်ခတ်ရဲစိန်အကြီးညာထားချိန်နဲ့ဖြစ်ပါရယ်ဒါ့ပြင်စစ်တပ်ကအပြစ်ရက်ကာလကိုနောက်ထပ်တနာထပ်ပြီးတတန်တူကြောင်းစွန်လာနေ့ရက်နေ့မှာထုတ်ပြန်ထားတော့လဲစစ်ကောင်စီတပ်ကတောင်ချုံမြို့ကိုဆက်လက်တိုက်ခိုက်နေကြောင်းဒါကြောင့်ပြည်သူများအနေနဲ့ဂျမ်ဘတ်စစ်ကောင်စီရဲ့ပုံကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ဖို့စီရင်တတိ အမြင်ရှိရန်လိုအပ်ပြီးလေကြောင်းရန်ကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ဆိုင်ရာနီးလမ်းများလိုက်နာဆောင်ရွက်ဖို့ဆိုပါရယ် TNL ပြောရေးဆိုခွင့်ရှိသူလွင်ယူကနောင်ချုံမြို့နယ်မှာစစ်တပ်နဲ့ TNL ကြားစစ်ရေးတင်းမာနေပြီးစစ်ကောင်စီတပ်ကစစ်အင်အားဖြည့်တင်းခြင်းနဲ့လက်နက်ခဲယမ်းများဖြည့်တင်းခြင်းတွေကိုလှုပ်ဆောင်နေကြောင်းလေကြောင်းတိုက်ခိုက်ခြင်းထိုးစစ်ဆင်ခြင်းနဲ့လက်နက်ကြီးပစ်ခတ်ခြင်းများလည်းအချိန်တိုင်းလှုပ်ဆောင်နေလို့ပြည်သူများသတိပြုနေထိုင်ကြဖို့မင်းကသတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါရှင်။